ဇလန်းစားမှာတော့ဖုန်းတော်ကြီးအန်ဒရီယာဟာဟီဂျွန်ဆိုတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ထဲကနတ်ဆိုးနှင်ထုတ်ဖို့ကြိုးစားပြီးမယ်။မအောင်မြင်မဲ့ထိခိုက်ဒဏ်ရာရပါပါတယ်။အပြင်မှာရောက်နေတဲ့သီလရှင်ယူနီယာကဆက်လိတ်တောက်နေရကိုမိတက်ပြီးအပနေနေတဲ့အခန်းလေးကိုပရိတ်ရီခါလန်ပုံးလိုက်ကြည့်သေးပြီးဝင်ချသွားပါတယ်။သူဝင်လာတာနဲ့အပူးခံထားရတဲ့ဟီဂျွန်ကအထင်သေးတဲ့တဘောနဲ့ဒီနေရာကိုဘာထင်နေရလဲဆိုပြီးစတင်ဆေးရီးပါတော့တယ်။သီလရှင်ယူနီယာလည်းအရင်ဆုံးဆေးကြောလိုက်ကြတာပေါ့ဆိုပြီး ပြေးရီကလန်ပုံးကြီးကိုဟီကျွန်းကောင်းပေါ်လောင်းချလိုက်ပါတယ်။ပြီးတော့အနားမှာရှိတဲ့ဖုံးတော်ကြီးလက်ထောက်ကိုဖရန်စစ်ခေါလောင်းသုံးချက်တီးပြီးဆူတောင်းခိုင်းပါတယ်။စိန့်ဖရန်စစ်ခေါလောင်းဆိုတာကဖုံးတော်ကြီးစိန့်ဖရန်စစ်ကိုယ်တိုင်ပြုလုပ်ထားပြီးဝိညာဉ်ဆုံးတွေရှိရဲ့တော်တွေဖြတ်သွားတဲ့အခါသုံးတဲ့ဖုံးတော်ကြီးလက်ထောက်တွေရဲ့တမိုးကြီးအသုံးဆောင်ပစ္စည်းတစ်မျိုးပါ။တနည်းအားဖြင့်နတ်ဆိုးကိုနှင်နိုင်တဲ့စွမ်းအားလည်းရှိပါတယ်။နတ်ဆိုးကယူနီယာကိုနင့်ကိုမီးဆွဲလို့အော်ဟစ်ငုံယူပြီးဘဝပြောင်းသွားမယ်။ နေအပနေလိုက်လို့အငဲရောက်သွားတဲ့ငါးလက်အောင်ငယ်သားတွေကနေနေဦးကိုထပ်မြင်ရမှာမဟုတ်ဘူးလို့ပြောခိုင်းလိုက်တယ်ဆိုပြီးကြိမ်ဆဲပါတယ်။ဂျူနီယာကအစွမ်းကိုအပနေနေပြီမဲ့နတ်ဆိုးကမထွက်သွားပဲဟင်ကျွတ်ခန္ဓာကိုယ်ရဲ့ကိုပုံသွားပြန်ပါတယ်။ဒါနဲ့မတက်တာပဲစီးရုံကိုပဲပို့လိုက်ရပါတယ်။နောက်တစ်ခါမှာတော့ဖုန်းတော်ကြီးဘက်က င်ကျော်ရဲ့အမိနဲ့စကားပြောနေပါတယ်။ဖုန်းတော်ကြီးကအမိကိုပြန်လည်မွေးဖွားခြင်းအပနဲ့ပွဲမှာလုပ်ခဲ့တာလားလို့မေးပါတယ်။အမိကလည်းဘာပဲလုပ်ရလို့ရသူ့သားနေပြန်ကောင်းမယ်ဆိုလို့လုပ်ခဲ့ကြအောင်ဖြေပါတယ်။ဖုန်းတော်ကြီးဘက်ကလက်ဆိုးဝင်ပူးတဲ့အပအနေနဲ့ဆိုတာတွေကိုယုံကြည်မရှိပဲအယူသီးမှုတွေကြောင့်ဒီလိုမျိုးဖြစ်လာရတယ်ဆိုပြီးဟီဂျော်မင်ကိုပြောနေပါတယ်။အဲရတဆင်ယူနီယာကအပအနေပြီးတော့တည်သွားပြီ။ဖုန်းတော်ကြီးရဲ့စုဝေးကယူနီယာကို တိခါတော်ပွဲတော်မခံယူထားတဲ့သီလရှင်အပနှင်ကြလားဆိုရင်ခေါ်ဆိုပါရယ်။ဟင်းကျုံမကုံကြီးရင်တည်သွားလိမ့်မယ်ဆိုပြီးယူနီယာတောင်းပန်ပေမဲ့ဖုန်းတော်ကြီးရလက်မခံကြပါဘူး။ဖုန်းတော်ကြီးအန်ဒရီယာကယူနီယာကိုဟင်းကျုံရဲ့ပစ္စည်းတွေပေးပြီးဒီလိုဖြစ်ရမျိုးအရင်ကလည်းဖြစ်ပူကြောင်းမတ်တန်တွေအားလုံးဖြည့်ဆည်းခံခဲ့ရကြောင်းပြောပြပါရယ်။ဟင်းကျုံကိုပုတ်ကတ်နေရဟာတာမန်ဝိညာဉ်ဆိုမဟုတ်ပဲနတ်ဆိုးဆက်နှကောင်ကတကောင်ဆိုတာကိုရှင်းပြပြီးရဲ့နော်ယူနီယာလည်းပြန်သွားခဲ့ပါတယ် သူပြန်သွားတဲ့နောက်မှာဖုန်းတော်ကြီးအန်ဒရီယာဟာနတ်ဆိုးရဲ့လွမ်းမိုးမှုအောင်ရောက်ရှိနေပြီးဂရုံကရင်ဖြစ်နေတာကိုတွေ့ရမှာပါ။လက်မကြီးဆေးဆစ်ဖြစ်တဲ့ယူနီယာကကင်ဆာရောဂါပြန့်နှံ့နေပြီဆိုတာသိလိုက်ရပါတယ်။သူတည်တော့မှောင်တည်တဲ့ယူနီယာဟာဘာပဲလုပ်ရလို့ရဟီဂျွန်ကိုကဲမယ်ဆိုတဲ့ဆန္ဒရှိနေတာပါ။ဟီဂျွန်ကိုအပနင်နာခွင့်ပြုဝေဖို့ယူနီယာတောင်းဆိုပေမဲ့ဖုန်းတော်ကြီးဘက်ကခွင့်မပြုပါဘူး။သူတို့ခိုင်းနေမှာစကားပြောနေတော့ဟီဂျွန်ရဲ့အမေစီတိုက်ခန်းပိုင်ရှင်ကဖုံးဆက်လာပါတယ်။ အင်္ဂလန်ကမပေးနိုင်ရင်တရားဥပဒေတိုင်းပဲရှေ့ဆက်လုပ်မယ်ဆိုပြီးမျိုးစုံဆဲဆိုကချိန်ချောက်ပါတယ်။ဟင်ဂျိုမီလည်းစိတ်သက်ကြပြီးစေယုံမောကခုံချသွားပါတော့တယ်။အလောင်းကိုကြည့်ရှုဖို့လူစုဝေးချိန်မှာယူနီယာကမကောင်းဆိုးဝါးတွေနဲ့တီးကျိုးတန်တွေကိုကြားလိုက်တဲ့အတွက် ကောင်းကင်မမော့ကြည့်ပြီးဖျားတခင်ရဲ့နာမတော်နဲ့ကအမိတ်ပေးတယ်။ဒီနေရာထွက်သွားပြီးပြန်မလာကြနိုင်လို့ရေရွတ်လိုက်ပါတယ်။ ဖုန်းတော်ကြီးဘက်ရဲ့လက်ထောင်မိခိုင်အေလာဟာသူ့လိုပဲမကောင်းဆိုးရတဲ့နေကြားရတဲ့လူဆိုတာရိပ်မိသွားပြီသူ့ဘက်ပောင်းစီးယုံပါတော့တယ်မိခိုင်အေလာနဲ့သူ့တငယ်ချင်းဟာနတ်ဆိုးအပူးခံရတဲ့မိခင်တွေရမွေးဖွားလာသူတွေဖြစ်ပြီးချိန်စာတင့်နေကြတာပါယူနီယာပြီးခဲ့တဲ့အပနှစ်နဲ့အတန်ဖိုင်တွေနားထောင်ပြီးရဲ့နောက်နှစ်ရှည်လာများမထီးဖြစ်တဲ့တာရော့ကတ်တွေကိုပြန်ဖြန့်ကြည့်ပါတယ်သူဆွဲထုတ်လိုက်တဲ့ကတ်နကတ်ကနတ်ဆိုးနဲ့ကြီးမြတ်တဲ့သီလရှင်ပါအတိတ်တုန်းကသူ့တငယ်ချင်းနဲ့တာရော့ကတ်တူတူကြည့်ပြီး ိတ်မကြခင်သူတငယ်ချင်းကနတ်ဆိုးရဲ့လွမ်းမိုးမှုကြောင့်ကျိုးဆွဲချသွားတာပါ။အဲ့ဒါနဲ့မိခအဲလာလည်းသီလရှင်ဝတ်ပြီးဖရာတရားနဲ့နေပေမဲ့အသိဆိုးတွေကအမြဲတမ်းခြောက်လန့်နေပါတယ်။အင်းညမှာပဲမကောင်းတဲ့စိတ်အိမ်မက်မှတ်ပြီးနောက်ယူနီယာကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဖုံးတော်ကြီးဘက်ဟီဒိုမီနာရဲ့ကိစ္စနဲ့အလုပ်များနေချိန်မိခအဲလာကဟီဂျွန်းကိုစေယုံကခေါ်ထုတ်သွားပြီးယူနီယာနဲ့တူလက်ဆရာမစီရိုးရနီနဲ့အပနင်မုံစူးစမ်းကြပါတယ်။အဲ့ဒီမှာစကားထက်နေပြီး ဘီရင်ဟောတာလည်းမတော်တဲ့နတ်ဆရာမရဲ့တပည့်ထောင်မောနဲ့လည်းတွေ့ခဲ့ပါသေးတယ်။နတ်ဆရာမကယူနီယံနဲ့စကားပြောဖြစ်တဲ့အခါတီလာရှင်ကအခမဲ့ဆေးစစ်လို့ရလား။သွားစစ်ကြည့်လိုက်အောင်ဆိုပြီးပြောပါတယ်။ကင်းစာချောင်းတင်ပြီးသားဖြစ်တဲ့ယူနီယံကမတုံ့လှုပ်ပဲ။ဘာလို့လဲ?ကျမနားမှာတင်မင်းတမန်တွေ့နေရပြီလားဆိုပြီးပုတ်ပုတ်ပပပဲဆဲလေးတောက်ရင်ပြောလိုက်ပါတယ်။ဒါပေမဲ့အပနှင်တဲ့အခမ်းအနားကမအောင်မြင်ပဲအခမ်းအနားမှာအုံပြူတဲ့တိရစ္ဆာန်တွေပဲဆုံရှုံသွားခဲ့ပြီးခီကျွန်းလည်းဒတိလက်သွားခဲ့ပါဗျ ေချောင်းကိုဖုံးတော်ကြီးဘက်ကတိသွားပြီမိခိုင်အင်လောင်စူပါတော့တယ်နောက်တော့ဆေးရုံမှာလူနာတယောက်လှမ်းခေါ်လို့သွားလိုက်တဲ့အခါလူနာကမိခိုင်အင်လာရဲ့လက်ကိုကင်ပြီးသူ့သားနောက်ကိုလိုက်သွားတော့မယ်သီလရှင်ကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပါတယ်လူနာရဲ့လက်ကိုကြည့်မိတဲ့အခါမှာတရေလက်ဖြစ်နေတာကိုတတိထားမိပြီးလူနာခန်းထဲပြင်းဝင်သွားတဲ့အခါမှာတော့လူနာဆုံးပါသွားပြီဖြစ်ပါတယ်ဒီကြောင့်ခန္ဓာကိုယ်ရဲ့နတ်ဆိုးဟာနောက်တစ်ခါတောင်းကျမ်းလာပြန်ပါတယ် ဖုန်းတော်ကြီးဘက်ကအလုံးပိတ်ဖျားချောင်းဝင်သွားပြီးဖုန်းတော်ကြီးရဲ့အကူအညီနဲ့အပနေမို့ကြိုးစားပြီးမယ်။အချိန်ဒီတွေကထိမ့်မြတ်သိမ့်မြတ်တွေဖြစ်နေတာပါ။မိခာအီလာဟာဖျားချောင်းသွားနေတဲ့လမ်းမှာတင်ဆုံးသွားတဲ့သူငယ်ချင်းကိုမျက်လုံးထဲပဲမြင်ရောက်နေပြီးမယ်။လှစ်လူရှုဖို့ကြိုးစားပါတယ်။ဟီဂျိုရှေ့ရောက်တဲ့အခါနတ်ဆိုးကမိခာအီလာကိုလမ်းမှာမင်းတငယ်ချင်းနဲ့ကောင်းကောင်းတွေ့ခဲ့ရလားဆိုပြီးခနဲ့ပါတယ်။နတ်ဆိုးကဖုန်းတော်ကြီးဘက်ကိုမင်းတူကတက်ပြေးရာနေမတော်တဆဖြစ်လိုက်မိတဲ့ကြီးစံကြောင့်ဘဝပြောင်းလိမ့်မယ် မင်းညမကလည်းနောက်နေ့ရက်နေရနဲ့သူ့ကိုယ်သူဆွဲကြိုးချသွားလိမ့်မယ်ဆိုပြီးဆဲရေးပါတယ်။ပြီးရတဲ့ဖုန်းတော်ကြီးဘက်ဟာသူ့ကိုယ်သူလည်းပဲစားညစ်ပါတော့တယ်။ယူနီယာကသူ့သွေးကိုပရိတ်ရည်နဲ့ရောပြီးယေရှုရဲ့မောမြတ်တဲ့သွေးတစ်စက်ထဲနဲ့တကဘာလုံးကိုကဲတင်နိုင်နေဆိုပြီးရေရွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာယေရှုရုပ်ထုကြီးလေထဲကိုမြောက်တက်သွားပြီးဟီဂျုံရှိရာကိုပြုတ်ကျလာပါတယ်။ယူနီယာလည်းဟီဂျုံကိုကဲတင်လိုက်နိုင်ပြီးနတ်ဆိုးလည်းထပ်ပေါင်းသွားပြန်ပါတယ်။ ။ဤဂျုံကပုံမှန်ချိန်တွေကိုပြန်ရောက်လာပြီးကိုကိုကိုအဆုံးစီရင်မှုစူးစမ်းပေမဲ့ယူနီယာကအချိန်မီသားလိုက်နိုင်ပါတယ်။ဤဂျုံကမျက်ရည်တွေနဲ့ပြုတ်လဲနေပြီးကျွန်တော်ကိုလက်လွတ်ပေးပါကျွန်တော်နောက်ထပ်မခံနိုင်တော့ဘူးလို့တောင်းပန်ပါတယ်။ယူနီယာကတော့ငါမင်းကိုဆွတ်လွတ်မှာမဟုတ်ဘူးလက်မလျှော့လိုက်နဲ့ငါတို့တွေအတူတူကြော်ဖြတ်နိုင်တယ်ဆိုပြီးအားပေးနေပါတယ်။ ဂျူနီယာဟာမိခိုင်အလာလိုပဲနတ်ဆိုးဝင်ပူးခံတာရတဲ့မိခင်နေစီရမွေးဖွားလာပြီးချိန်စာတက်နေတာကြောင့်ရောစီးမြင်းတွေကိုဂယူးမဆိုင်တာကြောင့်ရောတိတ်ခါတော့ဘွဲမခန့်ယူထားမုံရပါတယ်။စကားတက်တက်ဒါမွန်ပေးခဲ့တဲ့တာရော့ကတ်တကဟာဟီဂျုံကိုအဆောင်လိုမျိုးကောက်ွယ်ပေးခဲ့တာကိုဂျူနီယာကသိသွားပါတယ်။မိခိုင်အလာကနတ်ဆိုးအပနေနာကိုအပီးသက်ဖို့အဓိကအချက်ကဘာလဲလို့မေးပါတယ်။ဂျူနီယာကနတ်ဆိုးရဲ့နာမည်နဲ့သူ့ရဲ့ဝန်ခံခြင်းလို့ပြန်ဖြေပါတယ်။ နတ်ဆိုးတွေကိုသူတို့နာမည်သိရမှနှင်ထုတ်ရမှာမလို့ပါ။ဂျူနီယာရဲ့နာမည်ရေကန်ဆောင်းအင်ဖြစ်ပြီးတော်ယုံလူကိုနာမည်ရေမပြောပြပါဘူး။တယောက်ယောက်ကသူ့နာမည်ရင်းကိုသိရင်တခုခုလုံးမှဆိုးလို့ထင်ပါတယ်။နောင်မုန်းပေးခဲ့တဲ့သားရော့ကတ်ကိုဟီရိုဖန်လို့ခေါ်ပြီးဘုန်းတော်ကြီးတို့မဟုတ်စင်ကြယ်တဲ့လူလို့ဒိဗွေရပါတယ်။ဘက်ပေါ်ကတော့နှချောင်းကိုစိမ့်ပီတာရဲ့တော့လို့ခေါ်ကြပြီးနတ်ဆိုးတွေကိုပိတ်လောင်ထားနိုင်ပါတယ်။ မိခိုင်အလာကနတ်ဆိုးကိုအပီးတိုင်အပနဲ့မို့တတရားတယောက်လိုလိမ့်မယ်လို့ကောက်ချက်ချပါတယ်။အဲ့ဒီတော့ယူနီယာကသူ့ဆရာဖုန်းတော်ကြီးအန်ရီယာကိုတတိယသွားပြီးသူ့စီနောက်တစ်ခါသွားလဲပါတယ်။နောက်ကမှဝင်ဝင်ချင်းပဲအပုံနဲ့ထောင်းထောင်းရတာကြောင့်နတ်ဆိုးရဲ့ရွမ်းမှုမှုအောင်ရောက်နေပြီဆိုတာသိတော့တိရစ္ဆာန်အတွင်းနဲ့နတ်ဆိုး12ပါးရှိရလို့ဆရာတကားပြောမှုတွေဟုတ်ပါသလားဆိုပြီးစကားအစ်လိုက်ပါတယ်။ဖုန်းတော်ကြီးအားဟုတ်တယ်စေတံကိုကိုစားပြုတဲ့မွေအပြစ်လွဲခံတာကိုကိုစားပြုတဲ့စိတ်ဆိုပြီးပြောပါတယ်။ စကားပြောနေစမှာပဲယူနီယာကလိုက်ကတွေကိုဆွဲဖွင့်လိုက်ပြီးဖုံးတော်ကြီးကိုအပနှင်မာတော့တယ်။အပနှင်ပြီးရနဲ့ဖုံးတော်ကြီးလည်းခရစ်တော်ထံအိပ်ပျော်သွားပြီလို့ပဲယူဆရပါတယ်။ယူနီယာတို့ဒီလိုက်ရှင်တစ်ပါးဟာနှင်းစီလက်ဝါးကတိုင်အဖွဲရဖုံးတော်ကြီးနဲ့တွေ့ဆုံပြီးအပနှင်ရမှာကုညီပေးဖို့ပြောပြီးမဲ့အငင်းခံရပါတယ်။ပထမဆက်က The Priest 2015မှာပါဝင်တဲ့ဖုံးတော်ကြီးခင်ပုံရှင်နဲ့ သူ့လက်ထောက်ချွဲဂျွန်ဟိုတို့ကလည်းရောမမှာတခြားတာဝန်တွေရောက်ရှိနေတာကြောင့်ချက်ချင်းကိုရီးယားကိုပြန်လာပြီးကုညီပေးလို့မရပြန်ပါဘူး။အဲ့ဒီတော့နောက်ဆုံးဆက်နှကောင်ကိုချိတ်ပိတ်ဖို့အတွက် စိန့်ပီတာရဲ့တော့နဲ့ဩဝါဒစာပဲတောင်းတော့လေရောမခရစ်ယာန်အဖွဲ့အစည်းချုပ်ကိုယ်တိုင်ထိမ့်သိမ်းတာပြီးအရင်ထွတ်မြတ်ထားရတဲ့ပစ္စည်းမို့လို့မပေးနိုင်ဘူးဆိုပြီးအငင်းခံရပြန်ပါတယ်တတော်ကူညီပေးတဲ့ဖုန်းတော်ကြီးပါပဲနော်ယူနီယာဟာနတ်ဆီယာမနဲ့ထပ်သွားတွေ့တဲ့အခါနတ်ဆီယာမက လာထွက်တဲ့ပထမဆုံးရက်မှာညာဆက်တနာရီကနေမနက်တနာရီအတွင်းအပီးအပနေရမယ်မဟုတ်ရင်နတ်ဆိုးရဲ့အင်အားပုံကြီးလာလိမ့်မယ်လို့ဟောလိုက်ပါတယ်။ပူကခံရတဲ့ဟီချွန်နေခဲ့တဲ့နေရာမှာပဲအပနေမှုဆုံးဖြတ်လိုက်ကြပြီ။ဖုံးတော်ကြီးဘက်ကအပနေပွဲကိုဦးစီးရမယ်လို့အတင်းတော်ဖုံးတော်ကြီးကဆိုပါတယ်။တောင်းဆိုထားတဲ့စိတ်ပိသားရဲ့တော်နဲ့ဩဝါဒစာကို ဖုန်းတော်ကြီးဘက်ကိုပဲထိုက်ရိုက်လွဲပေးမှဖြစ်ပြီးယူနီယာလိုတီလာရှင်တွေကအပနှင်ပွဲကိုဆောင်ရွက်နိုင်တဲ့တတ်မှတ်ရခြင်းမရှိလို့ဆိုပြီးအကြောင်းပြပါတယ်အပနှင်ကန်နီးမှာတော့တခြားယူဝါဒဖြစ်တဲ့ဘိုးဘွားနဲ့ကိုပါပင့်ပြီးအခုညီတောင်းပါတယ်ဘာပဲလုပ်ရလုပ်ရဟီဂျုံကိုရအောင်ခဲ့မဲ့ယူနီယာရဲ့စိတ်တဘောတာကိုတွေ့မြင်နိုင်ပါတယ်မီခါအဲလာကဟီဂျုံရဲ့မျက်လုံးကိုဓမီနဲ့ထိုးကြည့်တဲ့အခါမျက်လုံးပွင့်လာလို့လန့်သွားပါတယ် စိတ်မျက်လုံးကိုကြောက်တဲ့မိခါရဲ့လာရဲ့အတွင်းစိတ်ကိုနတ်ဆိုးကဖောက်မြင်နိုင်တာမို့လို့သူတို့အပနေတော့မယ်ဆိုတာလဲသိနေပါတယ်။အဲအချိန်မှာပဲဖုံးတော်ကြီးဘက် ရောက်လာပါတယ်။ယူနီယာနဲ့မိခါရဲ့လာတို့နှစ်ယောက်ကိုကောင်းချီးပေးပြီးအပနေဥဆောင်ဝင်းကိုယုံယုံကြည်ကြည်နဲ့ယူနီယာစီပေးအပ်ခဲ့တာပါ။အပနေနဲ့အခါနတ်ဆိုးနာမည်သိဖို့ကအရေးကြီးဆုံးပဲမို့နာမည်သိဖို့ကိုဦးတည်ပြီးစတဲ့အပနေမှာတော့တယ်။ ။မိခိုင်အေလာကိုလည်းဟီဂျုံရဲ့မျက်လုံးတွေကိုမကြည့်နဲ့။အရန်ကြောက်လာရဲ့မေတော်ရုပ်ထုနောက်မှာပုံရင်ပုံမဟုတ်ရင်ငါနောက်မှာပုံဆိုပြီးမှာပါတယ်။မာယာများတဲ့နှက်ဆိုးဟာမွန်ချက်လို့ပါတီလာရှင်ကြီးဆောင်းရရဲ့ကျိုးတွေကိုဖြည့်ပေးပါအောင်လို့တောင်းဆိုတဲ့အခါယူနီယာကပြုံးလိုက်ပြီးငါနာမည်ကိုဘယ်တော့မှပြောပြဘူးလို့လည်းလို့ပြန်ပြောပါတယ်။ဟီဂျုံအစ်စ်ဟာယူနီယာရဲ့နာမည်ရင်းကိုမသိပါဘူး။အချိန်အတော်ကြာအပနှင်နေပြီမဲ့နှက်ဆိုးဟာသူ့နာမည်ကိုလုံးဝထုတ်မပြောပါဘူး။ နတ်ဆိုးကငါတို့233နှစ်တောင်ဆောင်ခဲ့ရတာအရင်နှစ်တွေကဖြစ်ခဲ့တဲ့ပိုကတ်မှုတွေအကုန်လုံးမှာသူတို့ပါဝင်ပတ်သက်ခဲ့ပြီးဒီတယောက်ကဆလို့အယောက်ထောင်ချီဆုံးရှုံးရမယ်လို့ကြိမ်ဆဲနေပါတယ်ဖျားတခင်ကိုမထီမဲ့မြင်ပြတဲ့အပြင်သူဖန်ဆင်းခဲ့တာမင်းတို့လိုလူတွေတည်းလားဆိုပြီးခဏခဏလှောင်ပြောင်ပါတယ်စိတ်ပီတာရဲ့ဩဝါဒစာကိုဖတ်မယ်လဲလုပ်လိုက်ရောစာအုပ်ကတင်ထားတာနှစ်ကြာလွန်းတော့ချစားပြီးဖတ်မရဖြစ်နေပါပြီအဲ့အချိန်မှာပဲနတ်ဆရာမတပည့်ဒါမိုးရောက်လာပြီး အဆောက်အုံပြင်ဘက်မှာရိုးရာနှက်ပွဲပေးပြီးဘုံသီးကဆုတောင်းပါတော့တယ်။နတ်ဆိုးဟာအဲ့ဆုတောင်းနံကိုကြားရတော့အယမ်းစိတ်ဆိုးလာပါတယ်။ဆုတောင်းတဲ့နေရာမှာဆက်ရင်းနဲ့ဆုတောင်းပြီးရင်တကယ်အကျိုးသက်ရောက်တာမို့လို့ဒါမွန်ရဲ့ဆုတောင်းနံကိုနတ်ဆိုးကမခံနိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲယူနီယာကမိသက်ဆေးဘူးကြီးကိုယူပြီးမှန်ဘက်ကိုဖြစ်ခွဲလိုက်ပါတော့တယ်။မှန်ကိုရိုးရိုးထုခွဲလဲရတဲ့ဟာကိုဆီယမိုင်းအဲ့လိုတကွက်ပြလိုက်လို့ဒါမွန်ကောင်းမွန်မကြတာတော်တော်ကန်ကန်းဝါးတယ်ပြောရမယ်။ ။ဤကျုံပါဇက်ထဲကိုလည်းစိတ်မိသားရဲ့တော့နှချောင်းထိုးထက်ပြင်းရည်ခါလန်ပုံးလိုက်ကြီးလဲလောင်းပြီးဆက်အပနေပါတယ်။နာမည်ကိုဆက်တိုက်မင်းနေတော့သူဘလောက်ဆရာကြီးဖြစ်ကြောင်းနဆိုးကကြွားကျင်တာနဲ့ငါနာမည်ဂါမီခင်ပဲဆိုပြီးထုတ်ပြောမိပါတယ်။နာမည်သိသွားတာနဲ့ကာမီကအဲ့ဒီဟာထွက်ခဲ့စမ်းဆိုပြီးအမိတ်ပေးလိုက်တော့နတ်ဆိုးလဲဟီကျုံခန္ဓာကိုယ်တွေကထွက်သွားပါတော့တယ်။ယူနီယာဟာကန်းချိန်တစ်ခုကိုအိမ်မက်ထဲမှာရောက်သွားတယ်လို့မျိုးမြင်လိုက်ရပြီးဟီကျုံကဂျေဆုတင်ပါတဲ့တီလာရှင်ကြီးလို့ဆိုပါတယ်။ အဲ့ဒီအခိုက်အတန့်လေးကိုခံစားနေတော့ယူနီယာချက်တော့မှသွေးရစီးကြလာပြီးအိမ်မက်ကလန်နိုးလာပါတယ်။အဲ့အဆောက်အုံပြိုကျသွားပြီးပောက်ကွဲမှုဖြစ်ပေါ်ကနေရာတစ်ခုလုံးလည်းမီးလောင်သွားပါတယ်။ကံကောင်းစွာနဲ့သူတို့အားလုံးအဆောက်အုံထဲကထွက်လာနိုင်ကြပါတယ်။ယူနီယာကသူ့ရဲ့ဝမ်းပိုက်ကိုစိတ်ပီတာရဲ့တော့နဲ့ပိတ်ထားတာကိုမီခိုင်အေလာမြင်လိုက်ရပြီးသူ့နားလေသွားခဲ့ပါတယ်။ နတ်ဆိုးဟာမိခင်ကတိတ်မကြခင်ဟီကျွန်းခန္ဓာကိုယ်ရဲ့ပြန်ဝင်မှုစူးစမ်းလိုက်မယ်။အနည်းဆုံးဖះเจ้าကိုသွားပြီးငါးเจ้าအောင်ခေါင်းလုံးသုံးချက်သီးပေးပါလို့မိခိုင်အလာကိုတောင်းဆိုပါတယ်။ဟီကျော်တို့တို့ရောဖះเจ้าကိုရောက်သွားပြီးနောက်အာရင်ကုန်ခန်းနေတဲ့မိခိုင်အလာဟာနောက်ဆုံးလက်ကျန်အားနဲ့ခေါင်းလုံးသုံးချက်သီးပေးလိုက်ပါတယ်။လူနာတင်ကားလည်းရောက်လာလို့ဟီကျော်အဆင်ပြေသွားပြီးမိခိုင်အလာကယူနီယာစီလိုက်သွားဖို့အပြေးသွားပြီးမယ်။လမ်းမှာတဲ့အပြက်လဲကျသွားပြီးငိုကြွေးနေကြတာပါ။ ဂျူနီယာလည်းခေါင်းလောင်းတန်ကြတော့နောက်ဆုံးဆူတောင်းကမီးပုံထဲကိုသုံးဝင်ပြီးနတ်ဆိုးကိုပါတပါတဲ့ခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဖုန်းတော်ကြီးဘက်ကနှင်းစီလက်ဝါးကတိုင်အဖွဲ့ကိုတက်ဆိုင်ရာပစ္စည်းတွေပြန်အပ်နှံလိုက်ပါတယ်။နောက်ဆုံးကမှာတော့ဂျူနီယာရဲ့အုပ်ကိုကိုပထမဆက်က The Priest ရဲ့ဖုန်းတော်ကြီးလက်ထောက်ချွဲကြုံဟိုကလာဆူတောင်းမိနေတာကိုမြင်ရမှာပါ။မီခိုင်လာနဲ့ဆုံတွေ့ကသူတို့ညောက်တနေရာကိုသွားနေကြပြီ။ကားပေါ်မှာမီခိုင်လာကဘယ်ကိုသွားရမှာပါလဲလို့မေးပါတယ် ဖဲချုံဟိုကနဆိုးစနကောင်ရှိတဲ့ဘယ်နေရာမဆိုးသွားရမှာမလားလို့ဖြေပါတယ်။မိခိုင်လာကကျမကောင်ကောင်လုံနိုင်မှာမလားလို့ပြန်ပြီးတော့ယူနီယာကမင်းကုန်တင်ယူပြီးပြီလို့စာချန်ခဲ့တယ်။လုံနိုင်မှာပါဆိုပြီးနှစ်ယောက်သားပြုံးရင်နဲ့ဇလန်းလေးပြီးသွားပါတယ်။ဇလန်းပြီးသွားတဲ့အထိနတ်ဆိုးဆက်နှစ်ကောင်ရဲ့နာမည်အားလုံးကိုမပြောပြသွားတော့တတိယကထထွက်လာဖို့လည်းရှိနိုင်တယ်လို့ယူဆရပါတယ် တကယ်လို့ဒီဆက်ကဓာတ်နန်းကိုသိနာမလဲရင်ပထမက the priest ကိုကြည့်ပြီးမှဒီကားကိုကြည့်ပါလို့အကြံပေးပါတယ်နော်ပထမက the priest နဲ့သိမတူတဲ့အချက်က ပထမကမှာဟာတာနောတဲ့ဇညွန်လေးတွေပါပြီမယ်ဒီကားကတော့ဟာတာတွေမပါပဲဇက်အေးဘက်ကိုသွားပါတယ်ပထမကမှာနတ်ဆရာမတွေနဲ့အတူတူပူပေါင်းပြီးအပနှင်တာမဟုတ်ပဲနတ်ဆရာမတွေနဲ့ဖုံးတော်ကြီးတွေကတလက်စီအပနှင်မို့စူးစမ်းကြတာပါ ဒီကားမှာတော့နတ်ဆရာနဲ့သီလရှင်တွေအတူတူပူးပေါင်းပြီးအပနှင်ချတာကိုထူးခြားစွာပဲမြင်တွေ့ရပါတယ်။ဗီဒီယိုလင်းကိုအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။ဒက်နန်ဆယ်ဒပရစ်မှာဘယ်ကားကိုပို့ချိုက်ကြပါတယ်လဲ။ဘာလို့လဲဆိုတာ comment လေးပေးခဲ့လို့ရပါတယ်။ channel လေးကို subscribe လုပ်သွားဖို့လည်းမမေ့နဲ့နော်။အားလုံးပဲ see you